ဖဏဆီးပြီးတော့စီဒီအပေါ်ကိုတတ်တာအဲ့ဒီလုံရက်ကိုမြင်တော့ဝဇီရဗုဒ္ဓတိကာဤအဆိုကိုသွားပြီးတတိယပါတယ်နော်ဖဏဆီးပြီးတော့စီဒီအပေါ်ကိုတတ်တာအဲ့ဒီလုံရက်ကိုမြင်တော့ဝဇီရဗုဒ္ဓတိကာဤအဆိုကိုသွားပြီးတတိယပါတယ် ဝတိရဗုဒ္ဓတိကာမှာပါဆိုထားတဲ့လဲဆိုရင်ကံမာပရာဒတတ္တာနံဝိနာတိပိစုပတ္တိတေအနယောနယအဟုပေနဗုဒ္ဓမာကံမြတိတ္တတိကံမာပရာဒတတ္တာနံကုသိုလ်ကံချွတ်ချော်ခြင်းတို့ဆက်ရောက်၍နေကြကုန်သောတတ္တာနံတတ္တဝါတို့မှာဝိနာတိပျက်စီးဖို့ရန်သည်ပိစုပတ္တိတေဥတည်၍လာပြီဆိုရင် အာနယောနီလွဲနီမာတို့သည်နယရူပေနနီမန်လမ်းမန်အာဖြင့်ဗုဒ္ဓိန်ကြည်ပွားမိအခွင့်လန်းတွေကိုဗုဒ္ဓိန်အသိဉာဏ်တွေကို အကံမြနင်းနယ်ဖြစ်စည်း၍တိတ္တတိတီလာဤလို့ဆိုထားပါတယ်ဆိုလိုတာကတတဝါတွေဟာပျက်စီးဖို့ဥတည်လာပြီဆိုရင်နီလွဲနီမာတွေဟာနီမန်လမ်းမန်ဟန်ဆောင်ပြီးတော့ကြည်ပွားမိအခွင့်လန်းတွေကိုဖြစ်စည်းလာတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အခုလိုမလုတ်တဲ့မလုတ်ထိုက်တာတွေကိုလှုပ်လာကြတာဟာ ပြည့်စည်ဖို့ဥတည်လာခြင်းဖြစ်ပါတယ်ဒီလိုလောက်တာတွေကို အားပေးအားမြောက်လုပ်တဲ့လူတွေလည်းရှိပါတယ်မကောင်းမှုဆိုတာဟာကိုယ်တိုင်ကျူးလွန်မှမဟုတ်ပါဘူးမကောင်းမှုလုပ်နေတဲ့လူကိုအားပေးအားမြောက်လုပ်ခြင်းဟာလည်းပဲမကောင်းမှုကိုကျူးလွန်တာပဲဖြစ်ပါတယ်အဲ့ဒီမကောင်းမှုကျူးလွန်တဲ့လူမကောင်းကျိုးခံစားရပြီဆိုရင်အားပေးအားမြောက်လုပ်တဲ့လူတွေလည်းထိုမကောင်းမှုရဲ့အကျိုးဆက်ကိုခံစားရမှာဖြစ်ပါတယ် ဒါကြောင့်ဒီလိုလုပ်ရမျိုးတွေကိုအားပေးအားမြောက်မလုပ်ကြပါနဲ့တွေ့ပြီဆိုရင်ကဲ့ရဲ့ရှုံချပြီးတော့အပြစ်တင်ကြပါမလုပ်တဲ့မလုပ်ထိုက်တာတွေကိုမလုပ်ဖို့တားမြစ်ပေးကြပါလို့ပြောချင်ပါတယ်နော်ဒီဗီဒီယိုဖိုင်းကတော့တီလာရှင်တစ်ပါးကနှက်ကိုပတ်စံဆက်နေတာဖြစ်ပါတယ်ရှေ့ဆောင်နွားလာဖြောင်းဖြောင်းသွားကနောင်နွားတက်တိုက်ဖြောင်းဖြောင်းလိုက်ဤရှေ့ဆောင်နွားလာကောက်ကောက်သွားကနောင်နွားတက်တိုက်ကောက်ကောက်လိုက်ဤတဲ့ ဥဒ္ဒေယဟန်တာမဏိတိလရှင်တွေဆိုတာဟာလူပုဂ္ဂိုလ်တွေရဲ့ရှီခိုးဥညွတ်ခြင်းကိုခံရတဲ့ဘာသာရေးရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တွေဖြစ်ပါတယ်။အဲ့ဒီလိုလူပုဂ္ဂိုလ်တွေရဲ့ရှီခိုးဥညွတ်ခြင်းကိုခံရတဲ့ဘာသာရေးရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တွေဖြစ်တာကြောင့်ဘာသာရေးနဲ့ပတ်သက်ပြီးအတက်နိုင်ဆုံးအဖာနေအောင်နေရပါတယ်။မိမိကလမ်းမကိုရောက်မယ်ဆိုရင်မိမိရဲ့နောက်ကတက္ကရာကမတွေလည်း လမ်းမကိုရောက်ကုန်မှာဖြစ်ပါတယ်။မိမိကလမ်းမှန်ကိုရောက်မယ်ဆိုရင်မိမိရဲ့နောက်ကဒကာဒကာမတွေလည်းလမ်းမှန်ကိုရောက်မှာဖြစ်ပါတယ်။အခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့လူတွေထဲမှာဓာတ်ရောင်ရောင်၊နှက်ရောင်ရောင်၊ယဟန်တာမဏိတိလရှင်တွေများပါခဲ့မယ်ဆိုရင်ဦးစင်းကပြောခြင်းပါတယ်။ယဟန်တာမဏိတိလရှင်ရဲ့လူဖြစ်လာပြီဆိုရင်ဖျားရှင်ချမှတ်ပေးခဲ့တဲ့ပရိယတိဒုရကို၎င်း ပရိပတ်တိဒူရာကို၎င်းဤဒူရာနှဖျားကိုတဖျားဖျားဆောင်ရွက်ပါအကယ်၍ပရိယတိဒူရာပရိပတ်တိဒူရာနှဖျားစလုံးကိုမဆောင်ရွက်နိုင်ဘူးဆိုရင်လူထွက်လိုက်ပါပင်ကန်းဝစ်ပြီးတော့လူပုဂ္ဂိုလ်တွေကိုလမ်းမကိုဆွဲဖော်ပြီးအပေလေးပါးသူကြားရအောင်မလုပ်ပါနဲ့လို့ဦးစင်းကပြောခြင်းပါတယ်တက္ကရာကမပေါင်းသူတော်ကောင်းသူဒီလဲပဲလွဲမှားသောမိစ္ဆာအယူဝါဒတို့မှကင်းဝေးကြပါစေ။ အရှင်ဖေယျတခါမှတော့မမေးဘူးပါဘူးသာသနာအနွေဝင်တိလရှင် ဖြစ်နေပါလေနဲ့ဘိုးတော်ဆိုတဲ့သူတွေအတွက်ပဲလုပ်နေရင်သာသနာအတွက်အထောက်ပံ့ဖြစ်စေပါသလားဖေယျတချို့ကတိလရှင်ဝတ်တိုင်းဖုန်ကြီးဝတ်တိုင်းကိုရင်ဝတ်တိုင်းသာသနာဝန်ထမ်းလို့ထင်တတ်ကြပါတယ်သင်္ကန်းဝတ်ထားတိုင်းလည်းပဲသာသနာဝန်ထမ်းမဟုတ်နိုင်ပါဘူးသာသနာဝန်ထမ်းဆိုတာက မြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့ပရိယတ္တိဒုရနဲ့ပရိပတ္တိဒုရဆိုတဲ့ဒုရနှစ်ဖျားတဲကတဖျားဖျားကိုတော်၎င်းသို့မဟုတ်ဒုရနှစ်ဖျားစလုံးကိုတော်၎င်းဖန်းဆောင်လေးမှသာအဲ့ဒီပုဂ္ဂိုလ်ကို သာသနာဝန်ထမ်းလို့ခေါ်ဆိုထိုက်ပါတယ်။သင်္ကန်းဝတ်ထားပါလျက်နဲ့မြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့ဒုရနှစ်ဖျားကိုဆောင်ရွက်ခြင်းမရှိဘဲဝိရောမေတော်တွေအတွက်ပဲလုပ်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာ သာသနာဝင်စည်းပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။သာသနာဝင်စည်းပုဂ္ဂိုလ်တွေပေါ်ပေါက်လာပြီဆိုရင်သာသနာတော်အတွက်ကောင်းသောအထောက်အပံ့မဖြစ်နိုင်ပါဘူး။ဒါအပြင်အဲ့ဒီလိုသာသနာဝင်စည်းပုဂ္ဂိုလ်တွေကိုထောက်ပံ့နေသော လူအချို့ဟာလည်းပဲသာသနာတော်ကို တွယ်ဝိုက်ဖြည့်ဆည်းရာရောက်ပါတယ်။သတိတော်ကဘာသာချပါမသိလို့မေးကြင်လို့ဒေါက်တာအရှင်နန္ဒမာလာဘိဝန္တနဲ့အရှင်ဖျားမိတိပညာအရာရောသီလအရာရောတာလွန်ပါတည်းလေ ပြန်လဲဖြေချပေးပါလေးစားစွာဖြင့်တဲ့ပါကျုပ်ဆရာတော်ဘုရားကြီးဆိုတာသူစဉ်ထက်သီလအရာရောပညာအရာရောတတ်တော်ဝါတော်အရာရော အစာပေါင်းများစွာတာလုံမြင့်မြတ်တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်ဦးစင်းနဲ့ပါကျုပ်ဆရာတော်ကြီးရှင်းလိုက်မယ်ဆိုရင်ဦးစင်းရဲ့သီလဦးစင်းရဲ့ပညာဦးစင်းရဲ့တတ်တော်ဝါတော်ဟာဆရာတော်ကြီးရဲ့ခန္ဓာကိုယ်မှာကပ်နေတဲ့ညုံုံလောက်ပဲရှိပါတယ်ဦးစင်းနဲ့ဆရာတော်ကြီး အဲ့ဒီလောက်အထိကြွာချပါတယ်။နောက်ပြီးဦးစင်းဟာဆရာတော်ကြီးရဲ့ဟောပြောတုံသင်ဆုံးမမှုတွေဆရာတော်ကြီးရဲ့ကြင်ကြံနေထိုင်မှုတွေကို ကြည်ပြီးတော့အတူယူနေရတဲ့အာမန်ယဟန်တပါဖြစ်ပါတယ်။ဆရာတော်ကြီးဟာဦးစင်းအတွက်တင်ဆရာမြင်ဆရာကြားဆရာတစုဖြစ်တာကြောင့်ဆရာတော်ကြီးနဲ့ဦးစင်းမလိုင်းရှင်သာပါဘူး။ဆရာတော်ကြီးဟာဦးစင်းထက်အစာပေါင်းများစွာတာလွန်ကြီးမြတ်ပါတယ်နော်။ကျန်တော်ကအစ္စလမ်ဘာသာဝင်တယောက်ပါ။ကျန်တော်လှူခွင့်ရှိပါလား။ လေးစားပါတယ်ဖြေပေးပါဦးစင်းရေတဲ့မိတိဘာသာဝင်ပဲဖြစ်ဖြစ်ဒါနဆိုတာကအလုံးနဲ့သက်ဆိုင်တဲ့အရာပါတခြားဘာသာဝင်တွေကဗုဒ္ဓဘာသာဝင်တွေကိုလှူဒန်းတာရှိတယ်လို့ဗုဒ္ဓဘာသာဝင်တွေကလည်းတခြားဘာသာဝင်တွေကိုလှူဒန်းသင်ပါတယ်ဗုဒ္ဓလက်ထက်တော်အခါကဘာသာခြားတတိတယောက်ဟာဗုဒ္ဓတရားကိုနာယူပြီးဗုဒ္ဓဘာသာဝင်ဖြစ်ပြီးတဲ့နောက်သူအရင်ကိုးကွယ်ခဲ့တဲ့ဘာသာရေးခေါင်းဆောင်ကြီးတွေကို လှူဒန်းခြင်းအမှုမပြုတော့ပါဘူးဒါကိုဗုဒ္ဓတည်တော်မူတဲ့အခါအရင်ကအတိုင်းပဲလှူမြဲတိုင်းလှူဖို့ပြောဆိုဆုံးမပါတယ်ဒါကြောင့်ဒါနဆိုတာဟာဘာသာနဲ့မဆိုင်ပဲလူတိုင်းပြုသင့်တဲ့အရာလို့မှတ်သားထားရပါမယ်သီလေးပါရှင်လေးပါ ဖြည့်ပေးပါဖေဟာလွယ်တာတွေဖြည့်နေတာဘ ഹു တုဒ္ဒမရပါဘူးတဲ့မြတ်စွာဘုရားဤတရားတော်တွေသည်လွယ်တယ်လို့ထင်ရကြောင်း အရှင်အာနန္ဒာမထေရကမြတ်စွာဘုရားကိုရှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကချက်သားအာနန္ဒာအဲ့ဒီလိုမပြောပါနဲ့။ငါဘုရားဟောကြားတဲ့တရားတော်တွေဟာလွယ်တဲ့ထင်ရင်ပင်ကိုယ်တိုင်ဘာကြောင့်ယဟန္တာမှာဖြစ်သေးတာလဲလို့ပြန်ပြီးမေးမြန်းတော်မူတဲ့အခါမှာအရှင်အာနန္ဒာမထေရဟာမြတ်စွာဘုရားရဲ့တရားတော်တွေသည်မလွယ်ကူကြောင်းသဘောပေါက်သွားပါတယ်။ဥစဉ်ရဲ့အဖြေတိုင်းဟာဥစဉ်ရဲ့အာဘော်နဲ့ဖြေတာနဲပါတယ်။ ဘုရားဟောတွေနဲ့ကိုးကားပြီးဖြေတာကအများဆုံးဖြစ်တဲ့အတွက်ဥစဉ်ရဲ့အဖြေတိုင်းဟာမလွယ်တာကများပါတယ်။တရားတော်တို့လိုဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေကတော့လွယ်ကျင်လွယ်မှာပေါ့နော်။တရားတော်မီးတဲ့တိလေးပါရှင်လေးပါဆိုတာက1ရှင်မဟာကတ္တပမထေရ2ရှင်ဥတ္တမမထေ3အရှင်ခေမမထေ4အရှင်ဓမ္မယတမထေဒါကတော့တိလေးပါဖြစ်ပါတယ်။ 1ရှင်ဥပဂௌတမထေ2ရှင်မေရတမထေ3အရှင်ခေမာဝတ္တမထေ4အရှင်ဓမ္မတရမထေဒါကတော့ရှင်၄ပါးဖြစ်ပါတယ်ဒါတွေဟာတေ၄ပါးရှင်၄ပါးတွေပဲ ဖြစ်ပါတယ်ဒါကတော့မေးတဲ့တေ၄ပါးရှင်၄ပါး ਨੇ ဦးဇင်းတို့ယဟန်တော်တွေမှာရှိတဲ့တေ၄ပါးရှင်၄ပါးမတူပါဘူးเนาะဦးဇင်းတို့ယဟန်တော်တွေမှာရှိတဲ့တေ၄ပါးရှင်၄ပါးကိုပြောရမယ်ဆိုရင် တေ၄ပါးဆိုတာကပါရာဇိက၄ပါးကိုပြောတာဖြစ်ပါတယ်။ရှင်၄ပါးဆိုတာကတော့စွမ်းသင်္ကန်းကြောင်းစီပစ္စည်း၄ပါးကိုပြောတာဖြစ်ပါတယ်။ဒါဟာဦးဇင်းတို့ယဟန်တော်တွေမှာရှိတဲ့တေ၄ပါးရှင်၄ပါးပဲဖြစ်ပါတယ်။သဘောပေါက်ပါစေနော်။ခရိယန်တွေမှာကနောက်ဘဝဆိုတာမရှိဘူးလို့သိရပါတယ်ဖရာ။အဲ့ဒါဆိုဗုဒ္ဓဘာသာမှာကနောက်ဘဝတွေရှိတာဆိုတော့ဘာသာနှစ်ခုမှာ တခုကမှားနေတာပေါ့ဖေရအဲ့ဒါလေးသိကျင်လို့ပါဗျာတဲ့ဗုဒ္ဓဘာသာဆိုတာစစ်မှန်တဲ့သဘာဝဓမ္မကိုလက်ခံကျင့်သုံးတဲ့ဘာသာဖြစ်ပါတယ်နောက်ဘဝရှိခြင်းမရှိခြင်းဆိုတာကလည်းပဲသဘာဝဓမ္မနဲ့ပဲဆိုင်ပါတယ်ကိလေသာနဲ့ကံအကြောင်းတရားတွေရှိနေသေးတဲ့၍နောက်ဘဝဆိုတာ ရှိနေအောင်ပါပါပဲ1926ခုနှစ် အိန္ဒိယနိုင်ငံဒေလီမြို့မှာ ရှန်တီဒေဝီဆိုတဲ့အမျိုးသမီးတဦးမွေးဖွားပါတယ်။အဲ့ဒီအမျိုးသမီးဟာလေးနှစ်သမီးအရွယ်မှာပဲဇာတိတရဉဏ်တွေပေါ်ပြီးတော့သူ့ရဲ့နောက်ဘဝကဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာအလုံးကိုတစ်ခုမှကြံပြန်ပြောပြပါတယ်။သူဟာမာတူရာမြို့သူဖြစ်ကြောင်းသူဤခင်ဘောနန်မီကပီတာနတ်ဖြစ်ကြောင်းသူဟာခလေးမီးဖွားပြီးလို့မိသွေးထဲမှာပဲစုံပါသွားကြောင်းစသည်ဖြင့် ပြန်ပြောပြပါတယ်။သူပြောပြတဲ့အတိုင်းစုံစမ်းကြည့်လိုက်တဲ့အခါမှာလည်းပဲမှန်ကန်နေပါတယ်။သူ့လိုပဲအလားတူဖြစ်ဖြစ်တဲ့ပုံကိုယ်တွေများစွာရှိပါတယ်။အဲ့ဒီအချက်လက်တွေကိုထောက်ဆ၍သုံးသပ်ကြည့်မယ်ဆိုရင်နောက်ဘဝရှိတယ်ဆိုတာကိုဘယ်သူမှမြင်လို့မရပါဘူး။ဖြည့်ပြီးတော်မူပါဖရာ။ကောင်းတာလုပ်ရင်နောက်ဘဝမှာခံစားရပြီးမကောင်းတာလုပ်ရင်ယခုဘဝမှာဘာလို့ခံစားရတာလဲဖရာတဲ့။ ဟုတ်ပါဘူးကောင်းတာလုပ်လို့ယခုဘဝမှာကောင်းတဲ့အကျိုးကိုခံစားရတာလည်းရှိပါတယ်ကောင်းတာပဲလုပ်လို့မကောင်းတာပဲလုပ်လို့ချက်ချင်းလည်းခံစားရတဲ့အကျိုးကိုဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်ပါတယ်ဇောခုနှစ်ကြိမ်မှာပထမဇောစိတ်နဲ့ရှင်တဲ့စေတနာကံဒီကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ယခုလက်ရှိပြစ္ဆုတ်ဗံဘဝမှာချက်ချင်းလည်းခံစားရပါတယ်တတမဇောစိတ်နဲ့ရှင်တဲ့စေတနာကံကတော့ ုတိယဘဝမှာခံစားရပါတယ်။အလဲသော၅ချက်ကတော့နိဗ္ဗာန်မရမချင်းဘဝတစ်ခုခုမှာခံစားရပါတယ်။ထိုကံတွေကရင်ကျက်မှုမရှိခဲ့ဘူးဆိုရင်တော့အဟောတိကံဖြစ်ပြီးအကျိုးပေးခွင့်မသာပဲပြက်ပြဲသွားတာတွေလည်းရှိပါတယ်။အရှင်ဘုရားကိုယောက်ျားရဲ့အဝတ်စားကိုဝိယင်တင့်ပါသလားဖရာတို့ငရဲကြီးပါသလားတို့သူဘုံကံနေပါသလားဖရာတဲ့။ငရေကြီးတာတို့ဘုံကံနေတာတို့ဆိုတာတွေက အကုသို့ကံတွေကြောင့်ဖြစ်တာပါ။ယောက်ျားအင်ကြီးကိုယူဝချင်းမဝချင်းနဲ့လုံးဝမဆိုင်ပါဘူး။နော်။မရေကြီးတာတို့ဘုန်းကံနေတာတို့ကို အလိုမရှိဘူးဆိုရင်အကုသို့ကိုရှောင်ရှားရမှာဖြစ်ပါတယ်။